ကိုင်းတိုင်းရင်းမဲ့ပင်မြို့နယ်တရုတ်ကျေးနီစီမံကိန်းနီကရေကြည်ပင်ကျေးရွာကိုမနေ့ကညပိုင်းမှာစုံစုကလက်နက်ကြီးနဲ့ထုတ်သက်လို့ grade ကျောင်းသူတူသေဆုံးတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်။စိုးစုကြီးစိုးတောင်းညံ့နေတဲ့သကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့ရဲ့တပကံချင်းနှဲမြကမ်းမှာရှိတဲ့စိုးစုအကျိုးအကန့်ကုန်းခေါ်အောင်စရာမြို့တစ်ထဲကနေစိုးစုကမေလာ၁၄ရက်ညပိုင်းရင်းမဲ့ပင်နယ်ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာပါ။ ဆိုစုပစ်ခတ်တဲ့လက်နက်ကြီးတွေကည9နာရီကျော်အချိန်မှာရေကြီးပင်ရွာတဲကိုလက်နက်ကြီး၃လုံးကြားရောက်ပောက်ခွဲပြီးတစ်လုံးကနေအိမ်ပေါ်တက်တဲ့ကြားရောက်လို့အိမ်တစ်လုံးမီးလောင်ဆွဲသလို great တွဲចောင်းသူမတရုံမှလည်းလက်နက်ကြီးထိမှန်ဒဏ်ရာခစေကူတာဖို့ကြိုးစားရင်တေဆုံးခဲ့ရတယ်လို့ဒေသခံတူကအမတ်ပီကိုပြောပါရတယ်။ရေကြီးပင်ရွာဟာတရုံပိုင်ကျေးစင်တောင်တက်တူစီမံကိန်းနဲ့ထိစပ်နေပြီး မြောက်ရမချောင်းသာခြားကတရုတ်တွေနေထိုင်တဲ့ရန်စီကုမ္ပဏီနဲ့နှီးကပ်တည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။ဇိုးစုကလက်နက်ကြီးနဲ့ဒရက်ဆက်ပစ်ခတ်နေလို့ရေကြီးပင်ရွာအပါအဝင်အနီးဝန်းကျင်ကျေးရွာတွေကပြည်သူ2000ကျော်ထွက်ပြေးနေရပါတယ်။